အာဆနယ်အသင်းရချန်ပီယံလိစီမီဖိုင်နယ်ပထမကြော်ပွဲစဉ်မှာ PSG အသင်းကိုတကူကွမရှိနဲ့အရင်နှိမ်ခဲ့တဲ့နောက်နီပြအာဒီဒါကအသင်းအနေနဲ့ဘောလူပွဲတက်ချင်ရင်ထူးခြားမှုတစ်ခုခုလုပ်ရမယ်လို့ပြောခဲ့ပါတယ်။အာဒီဒါကချန်ပီယံလိဘောလူပွဲကိုတက်ချင်ရင်ဒုတိယအကြိမ်မှာထူးခြားမှုတစ်ခုခုကိုလုပ်ပြရမှာပါ။ဒါကပထမပိုင်းဖြစ်ပြီးဘောလူပွဲတက်နိုင်ဖို့အခွင့်အရေးတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ကပါရီကိုသွားပြီးပွဲကိုအနိုင်ယူရမှာပါ PSG ကိုဒမာတွန်နာရမဟာအလွန်ကောင်းမွန်ခဲ့ပြီးပွဲရလက်ကိုခြားနားမှုဖြစ်အောင်လုပ်နိုင်ခဲ့တယ်လို့ပြောခဲ့တာပါဒီပွဲမှာ PSG အတင်းအကျပ်တလုံးနဲ့တော့အနိုင်ကိုကိုတောင်းပန်ကစားသမားတန်ဘီလီကပွဲချိန်၄မိနစ်မှာတွင်ယူခဲ့တာဖြစ်ပါတယ် PSG အတင်အားဒီနိုင်ပွဲကြောင့်ဒုတိယကြော့အင်ကွင်းကစားရမယ့်ပွဲစဉ်မှာအသာချက်တွေရှိသွားခဲ့တာပါဒီပွဲမှာအာဆင်နယ်အတင်အားကိုရနိုင်မဲ့အခွင့်အရေးတွေရရှိခဲ့ပေမဲ့ PSG အတင်ကိုဒမာဒေါနာရမာရဲ့လက်စွမ်းပြသမှုတွေကြောင့်ကိုမရရှိခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ Liverpool Aston Villa အတင်းတို့နဲ့ Champions League ပွဲတွေမှာလက်စွမ်းပြသနိုင်ခဲ့တဲ့ဒေါနာရမာဟာဒီပွဲမှာဂိုးကွယ်မှု၅ချိန်နဲ့ပေးကိုမပြရအောင်လက်စွမ်းပြသနိုင်ခဲ့တာပါအစနေတဲ့ဒီပြအာရီတာကပိုလူပွဲတက်နိုင်ဖို့အတွက်ဒူရီယာကျော်မှထူးခြားတဲ့အရာတွေပြုလုပ်ဖို့အတင်းသားတွေကိုပြောခဲ့ပါဗျာ ဒီပွဲမှာ PSG အတင်းအတွက်အနိုင်ကိုသိမ်းယူခဲ့တဲ့ Tambili ဟာတန်ရာရရှိခဲ့ပြီးနီးပြ Louis Enriquez ကဒုတိယကြော်ပွဲမှာပါဝင်နိုင်ဖို့တန်တရားဖြစ်ပွဲရှိတယ်လို့ပြောခဲ့တာပါအဲ့ဒီပြင် PSG အတင်းနီးပြ Louis Enriquez ကကောင်းမွန်တဲ့ရလဒ်ဖြစ်ပေမဲ့ပွဲမပြီးသေးတာကြောင့်ဒုတိယကြော်ပွဲအတွက်အဆင်သင့်ဖြစ်အောင်ပြုလုပ်ရမယ်လို့မှတ်ချက်ပေးခဲ့ပါတယ် PSG အတင်းနဲ့ Arsenal အတင်းတို့ရဲ့ Champions League Semi-final ဒုတိယကြော်ပွဲစဉ်ကိုမေရှိယမှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်